အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာတော့သခင်ယေရှုခရစ်တော်မွေးဖွားတဲ့အကြောင်းကိုပထမဆုံးသိရှိခွင့်ရတဲ့တိုးထွင်းတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာဗီဒီယိုလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာယောမအင်ပါယာရဲ့အုတ်ချုပ်သူကဲသာပြင်းအော်ကူဒူလက်ထက် လူအပေါင်းအားလုံးကိုမျိုးကိုရွာကိုပြန်ပြီးနမဲစင်းပေးဖို့အမိန့်ထုတ်ပြန်ပါတယ်။ဒါနဲ့ယောသန်နဲ့မာရိဟာဂါလိလဲပြည်နာဇရက်မြို့ကနေဂျူးဒပြည်ဘက်လင်မြို့ကိုခရီးထွက်လာကြပါတယ်။အဲ့ဒီအချိန်မှာမာရိဟာကိုဝင်နေစီရာစီဖြစ်နေပါပြီ။ဒီလိုနဲ့သားဥကိုဘွားမြင်ပြီးတဲခုဖို့နေရာမရှိတော့လို့ယေရှုကိုအနီးနဲ့ပတ်ကနွားစခွက်ထဲမှာတိတ်ထားလိုက်ပါတယ်။ဘက်လင်မြို့အနီးမှာတိုးထင်းတချို့ကွင်းပြင်မှာတိုးထင်းနေကြပါတယ်။ အဲ့ဒီခါရုတ်တရက်အကောင်းငင်တမန်တပါးပေါ်လာပြီးပက်ပက်လဲမှာထာရာဖျားရဲ့ဘုံအတီအကြောင်းလင်းနေပါလေတိုးထင်းတွေကလည်းကြောက်လန့်သွားလို့အကောင်းငင်တမန်ကမကြောက်ပါနဲ့လူအပေါင်းတို့အတွက်ဝမ်းမြောက်စရာတည်ငောင်းလာပြောတာပါဒီနေ့ဘက်လင်မြို့မှာသခင်ခရစ်တော်ဆိုတဲ့ကယ်တင်ရှင်ကမင်းတို့အတွက်ဖွားမြင်ပြီလို့ကြားပြောခဲ့ပါတယ်ဘလို့သိနိုင်မလဲဆိုရင်သူငယ်ကိုအဝတ်နဲ့ပက်ရထားပြီးနွားစက်ခွက်မှာတိတ်ထားတာကိုတွေ့ရလိမ့်မယ်သွားကြည့်ကြပါလို့ပြောပါတယ် အဲ့ဒါပြီးတာနဲ့ကောင်းကင်တမန်အများကြီးပေါ်လာပြီးကောင်းကင်ဘဝဝယ်ဘုရားသခင်ဘုံကြီးစေတော်မူသည်တည်းညကြီးပေါ်၌လည်းငိန်တက်ချင်းရှိစေသည်လူတို့အားမေတ္တာကရုဏာရှိစေသည်ဆိုပြီးဘုရားသခင်ကိုချီးမွမ်းကြပါれပြီးတာနဲ့ကောင်းကင်တမန်တွေလည်းပျောက်ကွယ်သွားပါれဒါနဲ့တိုးထွင်းတွေကအခုပဲဘက်လင်မြို့ကိုသွားကြဆိုးလို့ပြောပြီးခတ်တုတ်တုတ်သွားကြည့်ရခါနွားစခွက်မှာတိတ်ထားတဲ့ယောသက် မာရီနဲ့မွေးကင်းစကလေးကိုတွေ့လိုက်ရပါれတိုးထင်းတွေကိုကောင်းကင်တမန်တွေပြောတဲ့စကားတွေအကြောင်း ကြားတဲ့သူတိုင်းကအံ့ဩသွားကြပါတယ်။မာရီကကောင်းကင်တမန်ရဲ့စကားတွေကိုမှတ်ထားပြီးစဉ်းစားဆင်ခြင်လျက်နေပါတယ်။သိုးထင်းတွေလည်းမြင်ရကြားရတဲ့ညအတွက်ဘုရားသခင်ကိုဂုဏ်တင်ချီးမွမ်းပြီးပြန်သွားကြပါတယ်ခင်ဗျာ။ဆုံးထိနားတော်ပေးတဲ့အတွက်ယေရှုတင်ပါတယ်ခင်ဗျာ။